အလုံးပဲမင်္ဂလာပါခန်းနေမှာဆိုကျွန်တော်ထက်သေးနာတော့ပါလေလာလူကြီးတွေရေးတဲ့စာပို့ထွင်စာသားလို့နောက်တော့တိုင်မျိုးတိုင်မျိုးလူမျိုးစုများစာရေးဆရာရွှေတွေးတော့နောက်ခန်းဒီခရံဟ ோம் လီခရံကမောက်ခတိုက်နေရတင်ပြတဲ့စာသားလို့နောက်မာလီတက်လို့မပညာတင်ကြတဲ့ချမ်းကျောင်းသားတွေတင်ပြတဲ့စာသားလို့နောက်မိုးကောင်းဥကျော်ဟင်းတို့တင်ပြတဲ့စာသားတွေပြန်ကြည့်မယ်ဆိုရင်ကရင်ရဲ့အခန်းကဏ္ဍပါလာခဲ့ပါပြီအဲ့ဒီမှာခဏောင်းကဘုလားကျန်ရေးထားတဲ့စာသားလို့ရဆိုရင်တော့ ဒါချမ်းတဲ့ကရှင်ကချစ်ချစ်ခင်ရင်နေခဲ့ကြတယ်။ဘာကြောင့်84ချီကောင်းဦးရဲ့ရွေးဆွဲတဲ့အခါမှာ KIA ရဲ့ဖြစ်စင်းနေဆက်မှုတွေကိုလူကြီးတွေကတွင်တွင်ကြံကြံမိမောင်းထိုးပြလာခဲ့ကြတာလေ။အင်တာမှဒါလူမျိုးရေးပြဿနာစပြီးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒါတင်ကားစာယူဖို့ပါ။ဒီနေ့ကိုယ်စားလေးရှိကဦးလေးမှာချမ်းမြေလချမ်းပြည်တဲ့ကောချမ်းနေပြည်နဲ့တောင်းဖို့ကျွန်တော်တို့ပြကြခဲ့ကြပါဒါ ၄၈ခုကဆိုရင်လည်းမြောက်ပိုင်းပြည်နယ်တောင်မပေးကိုပြောခဲ့ပါတယ်ခါစပနာလုံးဝလက်မခံခဲ့တာပါဒါ၄၈ခု44ကြတော့ဘုထွေးရင်တော့မြေလချမ်းပြည်နယ်ကောချမ်းလီပြည်နယ်တောင်ကိုတင်ပြခဲ့တယ်တင်ပြတဲ့နေရာမှာအကျိုးအကြောင်းခံလို့သာဖော်ပြတယ်တမိုင်းကြောင်းလေးနောက်တစ်ဖက်မှာပချင်းပြည်နယ်ဖြစ်ပေါ်ပြီးနောက်ပိုင်း KNY ရဲ့ဖြစ်စည်းနှိမ့်ဆက်မှုလူအစားမှုတွေကိုသူထည့်ရေးထားတာဒီပါပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ချစ်ချစ်ခင်ခင်နေကြမယ်ဆိုရင်ကရှင်ပြည်နယ်ဆိုတဲ့ဥစ္စာကဒီလွတ်လာရေးရဗီဇာ အရှင်နေငါဘုရားကျန်ရေးထားတဲ့စာသားလိုမျိုးကျွန်တော်မနေနိုင်ဘူးလားဘာကြောင့်မို့လူတွေတယောက်နဲ့တယောက်မုန်းလာကြတာလဲဆိုတော့ပြန်တုံ့တက်ကြည့်ရင်လက်နက်ကင်ပြဿနာလက်နက်ကင်ပြဿနာကလူတွေကိုတော်တော်အမုန်းတရားကိုခံနေရပါတယ်လူတယောက်နဲ့တယောက်တတ်ဖို့ကအမုန်းတရားကိုရိုက်ပြင်းရပါတယ်အမုန်းတရားရှိမှလာလုပ်ရဲကင်ရဲတဲ့ကိစ္စတွေပေါ်လာတဲ့ခါကျတော့အချမ်းဖက်တော့လက်နက်ကင်ကိစ္စတွေတော့ကျွန်တော်တို့အမြင်နဲ့လုံးဝအာမပေးပါဘူးဒါ84 ်ငါအခန်းထဲမှာပါရင်နဲ့အချက်လက်တွေကိုပြန်လဲတုံးတားကြည့်မယ်ဆိုရင်တော့ကျွန်တော်တင်ကားစာကြီးကြီးယူကြရအောင်လူလာရေးယူစင်ခါတုန်းက channel တစ်ရှင်နဲ့ချစ်ချစ်ခင်နေခဲ့ကြပြီပဲလေတင်ရည်ပေါ်လာပြီးနောက်ပိုင်းကတော့ channel ကချင်းနဲ့အမုန်းကြီးလေးပုံမူကြီးမားလာတယ်ဆိုတဲ့အကြောင်းလေးတွေရောဒါကျွန်တော်အနေနဲ့ဒီအခန်းနဲ့ပါအချက်တွေကိုကြည့်ပြီးမှကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီမှာ तू ကလက်နဲ့ကင်ပြီးနှိမ့်ဆက်လာတဲ့ခါကျတော့လက်နဲ့ကင်ပြီးပြန်တိုက်ဖို့တစ်ခါကကြိုးစားတယ် စစ်ပွဲကဘယ်တော့မှမပြီးနိုင်တဲ့စစ်ပွဲတွေမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့လက်နက်ကင်ပြီးမှပြည်သူကိုကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေဖြစ်ကြပါစေလို့ကျွန်တော်အနေနဲ့လားဆုမွန်ကောင်းတောင်းပါတယ်